မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ဦးလွယ်မှာရှိတဲ့စစ်တပ်ကတော့ဤပညာတက်ကတော့အပါဝင်စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နဲ့စခန်းများအလုံးမှာလုံခြုံရေးအရာညာပိုင်းအချိန်မှာအမောင်ချနေပြီးတော့စစ်တပ်ကတော့များရဲ့အဝင်ဝမုတ်ဦးနဲ့စိုင်းဘုံမြားမာတောင်မှာ အလားစီမိတွေမထုံးတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပုံမှန်အားဖြင့်ပြည်လွယ်မှာရှိတဲ့စစ်တပ်ကတော်များမှာအဝင်းမုံဦးနဲ့စိုင်းပုတ်များမှာအလားစီမိများထုံးထားလေရှိပြီးတော့တရင်တပ်ဖွဲ့များမှာလည်းညာဘက်မိများပုံမှန်ထုံးလေရှိတယ်လို့သိရပါတယ်ဒါပေမဲ့လာရှုံမှာရှိတဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ရမခကို MNDA ကတင်ပိုက်သွားပြီးတဲ့အချိန်ကစပြီးတော့ပြည်လွယ်တက်နယ်မှာညာဘက်မိများမထုံးတော့ဘဲနဲ့အမောင်ချထားခြင်းဖြစ်တယ်လို့သိရပါတယ်ယခုအခါမှာစစ်တပ်ကတော်များတွေမှာပါမိသည့်မိအလင်းအောင်မှမထုံးတော့ဘဲလုံခြုံရေးအရာဆိုပြီးတော့အမောင်ချထားခြင်းဖြစ်တယ်လို့သိရပါတယ်ဒါပေမဲ့ ဲ့24နိုင်ကင်းများနဲ့ကင်းမုံများအပြည့်ချထားတယ်လို့သိရပါတယ် အခုဆိုရင် DSC ထဲမှာမီးကိုမဖွင့်ရဲဘူးညဆိုရင်လဲမီးလာလဲအမောင်ချပြီးတော့နေနေတာအရင်တော့ကဆိုရင်တက်နယ်ဂိတ်ပေါက်တို့ဆိုမီးတွေလင်းထိန်နေအောင်ထားကြတာအခုနောက်ပိုင်းဆိုရင်မီးကိုလုံးဝမဖွင့်တော့တာအမောင်ချပြီးတော့ကိုနေနေကြတယ်များသောအားဖြင့်မီးလင်းတဲ့နေရာတွေဆိုရင်တော့ရက်ွက်နဲ့လားရှိုးမန္တလေးလမ်းရက်ွက်လမ်းကြားတွေဒါတွေပဲမီးလင်းတော့တယ်စစ်တပ်နဲ့ပတ်သက်တဲ့ area အကုန်လုံးကအမောင်ချထားတယ်အရင်လိုမျိုးမီးအလှဆင်တာတွေဘာတွေလဲမဖွင့်ရဲတော့ဘူးမီးလင်းလင်းထိန်ထိန်ကိုမဖွင့်ရဲကြတော့တာဒါပေမဲ့ကင်းမုန်းနေတဲ့လှည့်ကင်းနေတော့အမြဲမပြတ်ရှိနေတယ်လို့ပြင်းလွင်ဒေသသတင်းရင်း တွေကပြောဆိုထားပါတယ်စစ်တပ်များမှာအမောင်းချထားတော့လဲလက်နက်ကြီးများကိုတော့နောင်ချိုဘက်ကိုဥတီပြီးတော့ညာတိုင်းပြစ်ခတ်နေတယ်လို့သိရပါတယ်မနေ့ညပိုင်းကပြစ်ခတ်မှုဟာလက်နက်ကြီးအချက်ကြီးအများဆုံးဖြစ်တယ်လို့သိရပါတယ် စစ်မီးဟာဒစတဲ့ဒစပြည်ဦးလွင်ဘက်ကိုကူးလာတဲ့သဘောဖြစ်တယ်လို့ဒေသခံပြည်သူများကပြောဆိုနေကြပါတယ်ပြည်ဦးလွင်ကတည်းလက်နက်ကြီးပစ်ကူတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီကနေပစ်တဲ့အတန်တွေပဲကြားနေရတာဆိုတော့တဖြည်းဖြည်းနဲ့ဒီပြည်ဦးလွင်ကိုကတ်လာနိုင်တဲ့သဘောအနေထားမျိုးအနည်းနဲ့အမြန်တော့ဖြစ်လာနိုင်တာပေါ့လို့ပြည်ဦးလွင်ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်ပြည်ဦးလွင်မှာစစ်တပ်ကအဆင်းစစ်ဆေးမှုများကိုလောက်ဆောင်လာပြီးတော့မြို့ရဲ့လုံခြုံရေးကိုပြည်သူစစ်ခေါ်ပြူစောထီးများကနေရာအနှံ့အဓိကတာဝန်ယူနေတယ်လို့သိရပါတယ် စစ်တပ်ကတိုင်းရင်းတပ်ဖွဲ့များမှာသာအထိုင်ချတပ်ဆွဲထားတယ်လို့သိရပါတယ်ရင်အားလည်းမရှိတော့ဘူးအစင်းစစ်တဲ့အခါတပ်ဆိုင်ရာရက်ကွက်အလိုက်နေထိုင်ရဲတယောက်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးပြူစောထီးတွေကပူးပေါင်းပြီးတော့မှအစင်းတွေစစ်နေရတာအရင်လိုစစ်တပ်လည်းမလိုက်နိုင်တော့ဘူးလူအင်အားကိုမရှိတော့တာပြီးတော့ဒီလိုမျိုးဖြစ်နေတာကသူတို့ဘက်ကအရန်ကြောက်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ပြီးတော့တခုရှိတာက ူတို့ထဲမှာဘာဘာထပ်ဖြစ်နေလဲဆိုတော့ဟိုဘက်ကတိုက်ပွဲကနေပြီးတော့ TNL နဲ့တော်လိုင်းတပ်ဖွဲ့တွေကဟိုဘက်ကနေပြေးလာပြီးတော့မှဝင်လာဖို့ရှိတယ်ဆိုပြီးသတင်းရထားတော့ပိုက်စိတ်တိုက်ပုံစံမျိုးနဲ့နေတိုင်းကိုအဲဆင်းနေစစ်နေတယ်အစိုးဆုံးကတော့ရက်ွက်ကြီး၈၁၀ရက်ွက်ကြီး၅ကတော့ပြည်သူစစ်တွေလက်နက်လဲထုတ်ပေးထားတယ်ကျန်တဲ့တပ်ဖွဲ့တွေကတော့လက်နက်မပါဘူးပြည်သူစစ်ယူနီဖောင်းနဲ့ကောင်းနေပေါ့တချို့ရက်ွက်တွေမှာယူနီဖောင်းတောင်မပါဘူးပြင်းလွင်မှာစစ်တပ်ရဲ့အနေထားကတော့ လက်ပူတိုက်ပြီးတော့လူတွေရှာဖွေစုဆောင်းပြီးတော့လုံနေရတဲ့အနေထားပဲလို့ပြင်းလွင်ကဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်ကောင်စီကပြင်းလွင်မြို့ကိုတော်လိုင်းတပ်များတိုက်ခိုက်လာမယ်ဆိုပါကကြာဆုံးချင်းမရှိစေရေးအတွက်တရဲတပ်ဖွဲ့များကစခန်းကိုစွန့်ခွာခြင်းမပြုဘဲအသေးခံတိုက်ပွဲဝင်ကြရန်တပ်မျိုးဖြစ်တဲ့ပြင်းလွင်မြို့ကိုနောက်ဆုံးကြည်စံတတော့သွေးတဆက်ကြံသည့်တိုင်အောင်ရွရွချုံချုံကာကွယ်တိုက်ပွဲဝင်ကြရန်စစ်ကောင်းဆောင်များကစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအမိန့်ပေးညွှန်ကြားထားကြောင်းတင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတက်တော် AA သိမ်းပိုက်ထားတဲ့ရန်မြန်းမြို့မြေကမ်းနဲ့နီးတဲ့မန်အောင်ဘတ်ချမ်းမှာ အာနာသိန်းစစ်ကောင်စီတပ်ကကြေးပါများအတွင်းကိုစစ်ကြောင်းထိုးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ရမ်းပြည်မြေကမ်းနဲ့နီးတဲ့မန်အောင်မြို့နယ်အစွန်ဖျားမှာရှိတဲ့ကြေးပါများနဲ့ပင်လယ်ကမ်းအနီးကိုရာချီပါတဲ့အင်အားများနဲ့စစ်ကောင်စီကစီရဲလှုပ်ရှားမှုများကိုပြုလုပ်နေတယ်လို့အမည်မဖော်လိုတဲ့မန်အောင်ဒေသခံအမျိုးသားတို့ကပြောပြထားပါရယ်။မြို့အစွန်ကြေးပါတွေကအဓိကခြေချပြီးတော့လှုပ်ရှားလာကြတာကိုတွေ့ရပါတယ်။အရင်ကတပ်ဖွဲ့တစ်ခုပဲချထားတဲ့နေရာမှာနှစ်ခုကနေသုံးခုအထိချထားလာတယ်။ပြီးတော့ကြေးပါတွေအတွင်းမှာလည်းနေရာယူထားလာကြတယ်။ တက်စကားမချတဲ့ကြေးရွာတွေဆိုရင်လည်းမကြမကြကင်းလှည့်ပြီးတော့တွာလာကြတာတွေလုံနေတယ်လို့၎င်းကဆက်ပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စည်ရေးလှုပ်ရှားကင်းလဲ့နေတဲ့ကြေးရွာများဟာမန်အောင်မြို့နယ်ဇေယကုန်းခင်အနောက်ဇီတော်ခအုံးမော်ရွာနယ်ပင်လယ်ကမ်းအနီးတို့မှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနေရာများဟာရံပြဲမြို့နယ်တဖက်ကမှတရှိပြီးတော့ရံပြဲမြို့နယ်အလွန်နီးကပ်ကြောင်းစုံစမ်းသိရှိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝေများကစစ်ကြောင်းထိုးခြင်းနဲ့အတူအဲ့ဒီကြေးရွာများအနီးတို့မှာလည်းစစ်စေးရေးဂိတ်၄ခုထက်မနည်းတိုးချထားကြောင်းနောက်ထပ်မန်အောင်ဒေသခံအမျိုးသမီးငယ်တဦးကပြောပြထားပါတယ်။သူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဂိတ်တွေတိုးချပြီးတော့စောင့်ကြည့်ရေးတွေပို့တဲ့နေရာတွေက ရမ်းမြဲကန်းတဲ့နီးတဲ့ဒေတာတွေပါဒါကဒီလာအတော်အတွင်းမှာစပြီးတော့လှုပ်ရှားလာကြတာလို့၎င်းကရှင်းပြပါဗျာ အာနာသိန်းစစ်ကောင်စီကစစ်မှတ်ဖြစ်သေးတယ်ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကမန်အောင်မြို့မန်အောင်ကျွန်းမှာစစ်အင်အားလူအင်အားလက်နက်အင်အားတို့ကိုရခိုင်ကထက်ပုံမှုပြီးတော့ဖြစ်တင်းထားပြီးရံပြဲကျွန်းကိုစောင့်ကြည့်လျက်ရှိတယ်လို့ဒေသခံများကပြောဆိုထားပါတယ်။ဒါ့အပြင်မန်အောင်ကျွန်းမှာစစ်ကောင်စီကအင်တာနက်လိုင်းဖြတ်တောက်မှုများကိုနေရအလိုက်ကန့်သက်ပိတ်ပင်မှုများပြုလုပ်လာပြီးတော့ဒေသခံများဟာတရင်အချက်လက်ရယူရေးအတွက်ခက်ခဲနေကြတယ်လို့ဆိုပါတယ်။တခြားမန်အောင်ဒေသခံတို့ကလည်းအခုအင်တာနက်တွေပိတ်ပင်ခံလာရတယ်။ပြီးခဲ့တဲ့လဩဂတ်စ်လတတိယပတ်ကနေစပြီးတော့ င်တာနက်ဖြတ်တောက်ထားတာပါ ဖုန်းလိုင်းတွေလည်းအရင်ကလိုတိတ်မကောင်းတော့ဘူးတရင်အချက်လက်ရယူဖို့အရန်ကိုခက်ခဲနေပါတယ်စစ်ကောင်စီကဒီမန်အောင်ကျုံးကိုမျက်စိပိတ်နားပိတ်ထားကျင်တဲ့သဘောရှိတယ်လို့ပြောဆိုထားပါတယ်အာနာသိန်းစစ်ကောင်စီကတိုက်ပွဲများကိုအကြောင်းပြပြီးတော့ရခိုင်ပြည်အားရေလန်းကုန်းလန်းများကိုဖျက်တောက်ထားကပြည်မကမြို့များနဲ့အဆက်အသွယ်ဖျက်ထားပြီးတော့မန်အောင်ကျုံးတစ်ခုလုံးကိုလည်းကုန်းစီစီးဆင်းမှုလမ်းကြောင်းများအလုံးကိုပိတ်ပင်ထားတယ်လို့သိရပါတယ်မန်အောင်မြို့ဟာရခိုင်ကရမ်းမြဲမြို့နဲ့တောင်ကုန်းမြို့တို့ကနေတဆင့်ကုန်းစီစီးဆင်းမှုများပြုလုပ်ပြီးတော့လက်ရှိမှာရမ်းမြဲမြို့ဟာအေအေထိန်းချုပ်မှုအောက်ကိုအပြည့်အဝရောက်ရှိသွားပြီး တဲ့နောက်တောင်ကုန်းမြို့ဟာလည်းစီရဲတင်းမာနေတဲ့အတွက်စစ်ကောင်စီကလုံးဝကိုအဆက်အသွယ်လုတ်ခွဲမပေးဘဲစားနယ်ရိတ်ခါတွေကိုဖြတ်တောက်မှုတွေကိုလည်းပုံမုံလုံဆောင်လာတယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီကစားနယ်ရိတ်ခါများကိုဓာတ်ရိုက်ကင်ကွယ်ကခွဲတန်းစနစ်နဲ့ဖြန့်ဝေနေပြီးတော့ဒေသခံပြည်သူများဟာလုံလောက်တဲ့အခြေခံစားတောက်ကုန်များကိုမရရှိကြဘဲအခက်အခဲတွေဖြစ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့ပေါ်မှာရှိတဲ့ရက်ကွက်များမှာအသက်35နှစ်ကနေပြီးတော့အသက်65နှစ်အထိအမျိုးသားများကိုလာစာစံရိတ်ခါနဲ့တနက်ပေးမယ်ဆိုပြီးတော့ပြည်သူ့လုံခြုံရေးအဖွဲ့များကိုဖွဲ့စည်းခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းရန်အတွက်စစ်ကောင်စီကလှုပ်ဆောင်နေတဲ့ရက်ကွက်များဟာရွှေဘုံမြို့ပေါ်ကကုန်းပေါင်း၊မြထောင်၊ထူထောင်ရေး၊တရက်ချံ၊နွားလေးကုန်း၊စိန်ဖေးအားနဲ့စက်မှုဆုံးရက်ကွက်များဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကပြည်သူ့လုံခြုံရေးအဖွဲ့များလို့တိုက်ရိုက်မပြောဘဲနဲ့ညကင်းဆောင် င်မဲ့အဖွဲ့ပြည်သူလူထုရဲ့လုံခြုံရေးကိုစောင့်ကြည့်မဲ့အဖွဲ့ဆိုပြီးတော့တုံးတုံးနေတယ်လို့သိရပါတယ်အဖွဲ့တစ်ခုကိုလူ၁၀ဦးပါဝင်ရမှာဖြစ်ပြီးတော့လကစံရိတ်ခါနဲ့လက်နက်များကိုပါပေးမယ်လို့ပြောဆိုစည်းရုံးနေကြောင်းသိရှိရပါတယ်ရွှေဘုံမြို့ပေါ်မှာရက်ကွက်လုံခြုံရေးမြို့လုံခြုံရေးဆိုပြီးတော့ရက်ကွက်တစ်ခုကိုကင်းအဖွဲ့တစ်ဖွဲ့၁၀ဦးနှုံးနဲ့ကင်းဆောင်မှု မြုပ်ပတ်ကင်းလက်ကင်းများမှာလိုက်ပါဖို့အတွက်စီယုံနေအသက်65နှစ်အထိအမျိုးသားတိုင်းပါဝင်ရမယ်ပြည်သူလုံခြုံရေးအဖွဲ့မှပါဝင်တဲ့စစ်ကောင်စီခန့်အုပ်ကြီးတွေကဥဆောင်ပြီးတော့လိုက်လံစီယုံနေတာကိုရက်ကွက်ကိုမျိုးလုံခြုံရေးအတွက်သူတို့စစ်ကောင်စီနဲ့ပူးပေါင်းရမယ် အဲ့ဒီအတွက်လစာစံရိတ်ခါနဲ့တနက်ရမယ်တနက်ကန်ပြီးတော့ကိုရက်ကွက်မှာကိုကင်းဆောင်ယုံမယ်လို့အုပ်ကြီးတွေကလိုက်ပြောနေတာအခုအမျိုးသားတွေကိုအတင်းကျပ်စုဆောင်းနေလို့စေအိမ်မှုတွေယာအိမ်မှုတွေနဲ့ပြည်သူတို့ချို့လဲထွက်ပြေးတိမ်းရှောင်ကုန်ကြပြီလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်စစ်ကောင်စီကအသက်65နှစ်အထိအမျိုးသားများကိုပါပြည်သူလုံခြုံရေးအဖွဲ့များအဖြစ်နဲ့စုဆောင်းနေတဲ့အတွက်တပ်ကြီးပိုင်းအမျိုးသားများဟာမြို့ပေါ်ကနေထွက်ပြေးတိမ်းရှောင်နေကြရာစီးပွားရေးလုပ်ငန်းများနဲ့စိုင်းတချို့မှာလုံသားများတော်မရှိတော့တဲ့အခြေအနေရောက်ရှိလာပြီးတော့ဆိုင်ကယ်ကယ်ရီမောင်းမဲ့ ့သူတောင်မရှိတော့ဘူးလို့သိရပါဗါအလားတူပဲပဲခူးတိုင်းရွှေတောင်မြို့နယ်မယားမှန်ကြီးရွာအုပ်ချုပ်ရေးမှုအောင်မင်းကလူငယ်များကိုအတင်းကျပ်ပေါ်တာဆွဲပြီးတော့ဖမ်းဆီးပြီးစစ်တပ်ထဲကိုပို့ဆောင်ခြင်းငွေကြေးတက်နိုင်တဲ့သူများကိုငွေငယ်ချင်းများကိုလှုပ်ဆောင်နေကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်။မယားမှန်ကြီးရွာရွှေနဲ့တောင်ဖရချေရင်နဲ့လေဒီကုန်းရွာတက်တီမှာလူငယ်တွေကိုအုပ်ချုပ်ရေးမှုနဲ့စစ်တပ်ကပေါ်တာဆွဲနေတယ်ပြီးရင်တက်ထဲကိုပို့တယ်တက်ထဲကိုမပို့စေခြင်းငွေပေးရတယ်စစ်မှုထမ်းဖွဲ့ဖို့လူငယ်တွေမပေးရသေးတဲ့အိမ်တွေဆိုရင်ငွေတောင်းတယ်စစ်မှုမထမ်းရတဲ့အိမ်တွေကို ိမ်တော်စုစည်ရင်တစ်ခုမှာအသက်35နှစ်နဲ့အောက်အမျိုးသားလူငယ်မိသားစုဝင်ရှိရင်ငွေကျပ်9000ကျပ်နှုန်းအသက်35နှစ်နဲ့အထက် အမျိုးသားမိသားစုဝင်ရှိရင်ငွေကျပ်3000ကျပ်နှုန်းလေမရှိသားမရှိမုံဆုံးမအိမ်ဆိုရင်2000ကျပ်ကောက်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ပြီးခဲ့တဲ့ဩဂတ်လကစတင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်9အတွက်လူမပြည့်တဲ့အတွက်စစ်ကောင်စီကနိုင်ငံတော်မှာစစ်သားစုဆောင်မှုများပေါ်တာဆွဲဖမ်းဆီးမှုများကိုအရှိန်ဟုန်မြင့်လှုံ့ဆော်လာကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်စစ်ပြန်ကွင်းရွာကအမျိုးသမီးတအုပ်ကိုအမတ်တစ်ခြေလင်းတရင်ကအချမ်းဘတ်စစ်သားများကအုပ်စုဖွဲ့မတိန်ကျင်ပြီးဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက်ကြောင့်အသက်အန္တရာယ်ဆိုးရင်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ31ရက်နေ့နေ့လယ်12နာရီကမှစစ်ပြန်ကွင်းခြေရွာအရှိတ်ဘက်မှာရှိတဲ့ကိုးထက် ကွန်ဝန်ကြောက်တောင်ဖုန်ကြီးကျောင်းမှာဖခင်ဖြစ်သူနဲ့အတူလှုပ်အားပေးနေတဲ့အသက်30နှစ်ခန့်အရွယ်အမျိုးသမီးတအုပ်ကိုအမတ်တစ်ချီလင်တရင်ကအကြမ်းဖက်စစ်သားများကအုပ်စုဖွဲ့မရင်းကျင့်ခဲ့ပြီးတော့ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအဲ့ဒီအမျိုးသမီးဟာအကြမ်းဖက်စစ်သားများရဲ့ဝိုင်းဝန်းရိုက်နှက်မှုနဲ့အုပ်စုဖွဲ့မရင်းကျင့်မှုကြောင့်ရရှိထားတဲ့ဒဏ်ရာများကိုစေကူတမှုခံယူနေရပြီးတော့အသက်အန္တရာယ်ဆိုးရင်ရတယ်လို့သိရပါဗျ။အမတ်တစ်ချီလင်တရင်ကအကြမ်းဖက်စစ်သားများကဩဂတ်စ်လ24ရက်နေ့ကစတင်ပြီးတော့စစ်ပြန်ကွင်းရွာအနီးတစ်ဝိုက်ကိုစစ်ကားများနဲ့ရောက်ရှိလာခြင်းဖြစ်ပြီးတော့ပြည်သူများ များကိုပေါ်တာဆွဲဖမ်းဆီးမှုများလုံဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ခွေးတွေကသတိလစ်မေမျောတဲ့အထီကိုမရိုင်းစွာပြုကျင့်ကြတယ်ပြီးတော့ကောင်မလေးကိုဝိုင်းဝန်းရိုက်နှက်လို့အသက်အန္တရာယ်ဆုံးရင်နေရတယ်စစ်ခွေးတွေကမရင်းကျင့်ပြီးတော့ဘုံကြီးကျောင်းကထမင်းတွေကိုလည်းစားသွားသေးတယ်ဘုံကြီးကျောင်းနောက်ဖေးပေါက်ကနေစစ်ခွေး၃ကောင်ကဝင်လာတာကောင်မလေးကသူ့အဖေနဲ့ဘုံကြီးကျောင်းမှာတွားပြီးတော့ကုညီလောက်ကန်ပေးနေတာအခင်းဖြစ်တဲ့အချိန်မှာကျောင်းမှာကောင်မလေးတယောက်တည်းရှိတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်မှာစစ်တပ်ကစစ်ကြောင်းထိုးနေပြီးတော့ပြည်သူ30နီးပါးကိုဖမ်းဆီးထားကာကြေးပါများကနေအိမ်များကိုမိရှုပ်ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လနောက်ပိုင်းကစတင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကောင်စီစစ်ကြောင်းကလောင်းလုံးမြို့နယ်အတွင်းနေမြေရှင်းလင်းရေးလှုပ်ဆောင်ရန်ဆိုပြီးတော့စစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။ကြေးပါများကိုဝင်ရောက်ပြီးတော့နေအိမ်များကိုမိရှုပ်ဖျက်ဆီးခြင်းပြည်သူများကိုပြစ်ခတ်ဖမ်းဆီးမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိမှာဘူချိုးကြီးပါစခန်းကြီး စွန်တောင်ပေါ်ဖွားပုတ်ပြင်ကြောက်စင်တို့ကပြည်သူ30နီးပါးကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သိရပါဗျ။ဖမ်းဆီးခဲ့တဲ့သူတွေဟာလမ်းမှာစစ်ကြောင်းနဲ့တွေ့ပြီးတော့ဖမ်းဆီးခံရခြင်းနဲ့ကြေးရွာများအတွင်းကိုစစ်ကြောင်းထုတ်ဝင်ရောက်တဲ့အချိန်မှာထွက်မပြေးနိုင်ဘဲနဲ့ဖမ်းဆီးခံရတဲ့သူများဖြစ်တယ်လို့သိရပါဗျ။အဖမ်းခံရတဲ့သူတွေထဲမှာအမျိုးသားများ၊ကလေးအမေများ၊အမျိုးသမီးများနဲ့တပ်ကြီးရွယ်အိုများတော့ပါဝင်တယ်လို့သိရပါဗျ။ စစ်ကြောင်းကနေတိုင်းကိုထိုးနေတာစစ်ကြောင်းကရွာတွေကိုလှည့်လှည့်ပြီးတော့စစ်ကြောင်းထိုးတယ်ကြီးရွာတွေထဲမှာပစ္စည်းတွေကိုလူရက်တယ်လမ်းမှာတွေ့တဲ့ပြည်သူတွေမပြေးနိုင်တဲ့ပြည်သူတွေဆိုရင်အဖမ်းခံရတယ်လောလောဆယ်တော့အဖမ်းခံရတဲ့နေရာမှာအမျိုးသမီးတွေကလေးအမေတွေပါနေတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်ကောင်စီတပ်ကဘူချန်းကြီးရွာကိုဩဂတ်လ31ရက်နေ့နဲ့စက်တင်ဘာလ1ရက်နေ့တွေမှာဝင်ရောက်ပြီးတော့မိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမှုကြောင့်လောင်းလုံးမြို့နယ်အတွင်းကြီးရွာ10ခုကျော်ထက်မင်းကပြည်သူပေါင်း9000နီးပါးဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းတရင်ရရှိ ပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ CA သတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ